ပဲခူးတိုင်းဒေသကြီးတောင်ငူခရိုင်ရေတာရှည်မြို့နယ်မှာမေလ6ရက်နေ့ညနေ6နာရီဝန်းကျင်ကတနအီခွဲခန့်ကြာအောင်မိုးရွာသွန်းပြီးလေပြင်းတိုက်ခတ်ခဲ့မှုကြောင့်လူနေအိမ်နဲ့စာသင်ကျောင်းအဆောက်အုံချို့ပြိုကျပျက်စီးမှုဖြစ်ပွားခဲ့တယ်လို့သိရပါတယ်ရီရာရှိမြို့နယ်အုပ်ချုပ်ရေးမှူးရုံးကတာဝန်ရှိသူတဦးကဝဲတောင်ကျေးရွာအုပ်စုလက်ပံခုံရွာမူလာရန်ကျောင်းခွဲလေးကပြိုကျသွားခဲ့ပြီးကျူဆောင်ရွာအမကစာတင်ကျောင်းခွဲလေးကတော့တုံမိုးလန်သွားခဲ့ကဆက်သွယ်ရေးဖုန်းတိုင်း၅တိုင်လောက်ကျိုးသွားခဲ့တယ်လို့ဆိုပါတယ် ဒါအပြင်အချို့နေရာတွေမှာလည်းလေတိုက်ခတ်မှုကြောင့်ပြိုကျမှုအနည်းငယ်ရှိခဲ့ကာလျှက်စစ်မီးတွေလည်းပြတ်တောက်မှုဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။လေတိုက်ခတ်မှုအပြင်းငယ်ပြီးဖုန်တွေသဲတွေလုံးဝင်လာတာကြောင့်ဆိုင်ကယ်စီးလို့မရတော့ဘဲဘေးချရပ်ထားခဲ့ရတယ်လို့စွာမြို့ကန်ကိုမင်းမင်းကပြောပါတယ်။ ရေရာရှည်မြို့နယ်အတွင်းမိုးရေရွာသွန်းတာလေပြင်းတိုက်ခတ်တာတွေဟာတနာယီကြောကြအောင်ဖြစ်ပွားခဲ့တာကြောင့်လဲရန်ကုန်မန္တလေးပုံမှန်လမ်းမတစ်လျှောက်ရှိတစ်ပင်တိုက်ကိုင်းတွေကျိုးကြတာအုံးပင်တွေလဲကြတာစာတင်ကျောင်းဆောင်တွေပြိုကြတာအဆောက်အုံအချို့သွန်မိုးလန်ကြတာကြက်ချန်တဲ့လူနေအချို့ပြိုကျပျက်စီးတာတွေဖြစ်ပွားခဲ့ပါတယ်။တောင်ငူခရိုင်အတွင်းမှာဧပြီလ20ရက်နေ့နောက်ပိုင်းကစတင်ကမိုးသက်လေပြင်းကျရောက်တာမိုးသီးကျွေကြတာတွေမကြာခဏဖြစ်ပွားလာတယ်လို့မြို့ကန်တွေကဆိုပါတယ်။ ဒီလိုဖြစ်ပွားမှုကြောင့်ရေတာရှင်မြို့နယ်နဲ့ဖြူမြို့နယ်တို့မှာသစ်ပင်တွေကျကြတာမွေးမြူရေးခြံနဲ့လူနေအိမ်အဆောက်အုံတွေပြိုကျတာဓာတ်တိုင်တွေလဲကျတာတွေဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။